မစတင်အားလုံးပဲမင်္ဂလာပါညီမကတော့ယောဂ instructor ခင်မို့ဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကကြတော့ကိုယ့်ရဲ့ပေါင်လေးတွေပြီးရင်တင်မလေးတွေပေါ့နော်ပေါင်နဲ့တင်မကိုထိရအောင်လေ့ကျင့်ခြင်းနဲ့သူရဲ့အတွက်လေ့ကျင့်ပြမယ်လေ့ကျင့်ခန်းဖြစ်ပါတယ်အလားပါအတွက်ဆိုရင်လည်းဟုတ်တယ်အဲကျန်းမာရေးအတွက် strength mind ဆိုင်ရာပေါ့နော်ကိုယ့်ရဲ့သို့မဟုတ်အဲအစီရှိရသူဆိုရင်လည်းအစီရကြဖို့အတွက်ဆိုရင်လည်းဟုတ်ပါတယ်အဲ့တော့တူတူလေ့ကျင့်ကြရအောင်အဲ့တော့ညီမတို့ဒီမလေ့ကျင့်ခင်မှာအများနဲ့မှာနေကြစကားတိုင်းပဲတန်ရ မရဖို့အတွက်ကအရေးကြီးဆုံးဖြစ်တယ်။အဲ့အတွက်ကြောင့်ညီမပြောတဲ့ instruction လေးပေါ့နော်။ညီမပြောတဲ့ဟာလေးတွေကိုတခြားလေး queue တစ်ဆိုင်လိုက်ပြီးတော့လေ့ကျင့်ပေးဖို့လိုပါတယ်။အခုဒီလေ့ကျင့်ခန်းမှာဆိုရင်ဒူးကောင်းလေးတွေကိုတည်ထားပေးပါမယ်။ဒူးပေါ်မှာအမသုံးပါဘူး။ဒူးကိုဝိတ်မယူပါဘူး။ပေါင်ရှိကြွက်သားတွေ၊ပေါင်နောက်ကြွက်သားတွေ၊တင်ပါကြွက်သားတွေပေါ့နော်။ဒီနေရာတွေကိုပဲအာသုံးပါမယ်။ဒူးကောင်းကြီးပေါ်အတင်းဝိတ်ထဲတာမျိုးအာသုံးပြီးတော့လေ့ကျင့်တာမျိုးလုံးဝမလုပ်ပါဘူး။ဒူးမှာ operation လုပ်ထားတဲ့သူတွေဆိုရင်လည်းမလုပ်ပါဘူး။တော့မဟုတ် ဒူးကောင်းမှာဥမာဒူးယိုဟာနေရာမျိုးကိုလက်တလောခံစားနေရတာဒူးယန်းနာနေရာမျိုးလက်တလောခံစားနေရတဲ့သူတွေဆိုရင်လည်းမလုပ်ပါဘူးအဲ့တော့ဒူးကောင်းကိုအာမသုံးမဲနဲ့ပြောပြောထားတဲ့အတိုင်းပေါင်နဲ့အဲတင်မာတွေကိုအာသုံးပြီးတော့လေ့ကျင့်ပေးပါเนาะဒါဆိုဆက်ရအောင်ပရမအူးဆုံးဖြာလေးမှာခြေောက်ကလေးကိုကိုတင်မာကျဲလေးတိုင်းမတက်ရက်လိုက်မယ် လက်လေးခါရိုးတွေပကုန်းတွေတပေါင်းတတပဲထားမယ်ဒါပေမဲ့ဒီလိုဘေးဒက်ကလေးပြန်ဒီလိုကိုင်းနေရမျိုးမဟုတ်ဘူးတင်မနောက်ထပ်နေရမျိုးမဟုတ်ဘူးရှေ့ကော့ထားရလဲမဟုတ်မမကလေးပဲညမကလေးဖွင့်ပြီးတပေါင်းတတလေးမတက်ရက်နေတဲ့ပုံစံလေးနော်ဒါဆိုဒီနေထားလေးကနေညီမတို့ညာဘက်ခြေထောက်ကလေးကိုရေးပြခြင်းခြေထိတ်ကလေးထောက်လိုက်မယ်ခြေဖနှောင့်လေးကြွမယ်ပြီးအဲ့ခြေချင်းဝက်ကလေးကိုဝိုက်မယ် okay ခြေချင်းဝက်ကလေးကိုအပြင်ကနေအထဲကို white 1စက်တိုက်ကလေးသွမ်းမယ်2 3 5စဉ်းညမကလေးပြန်ဝိုက်ကြည့်ခြေချင်းဝက်ကလေးကိုကစား1 2ရှုသွင်းရှုထုတ်ကလေးပုံမှန်လုပ်ပေး3 4ပြီးရင်ဒါဆိုခြေောက်ကလေးချမယ်နောက်တစ်ဖက်ပြန်ချိန်မယ်ဘယ်ဘက်ခြေောက်ကလေးကိုခြေဖနှောင်းထောက်ပြီးခြေောက်ထောက်ပြီးဖနှောင်းကြွားလိုက်မယ်အပြင်ဝိုက်မယ်1ခြေချင်းဝက်ကလေးကိုပဲအာယုံစိုက်ထားပေး2 3 4 5စဉ်းညမကလေးပြန်ဝိုက်မယ်အပြင်ဘက်ကနေအထဲတဲကို1 2 3 4 ရှစ်သွင်းရှစ်ထုပ်ကလေးလုပ်ပေး3 4 fine okay ဒါဆိုပြီးရင်ခြေတော်ကလေးချလိုက်မယ်ပြန်ပြီးတော့ပြီးရင်တင်လို့လေးလှည့်လိုက်မယ်เนาะတင်မားကိုနောက်ကိုနည်းနည်းလေးပြစ်ပြီးတော့ထိုင်ပေါင်းနေတင်မားတွေအားသုံးမယ်เนาะဒူးဤဘော်ကိုဒီလိုကြီးအားတွန်းတာမဟုတ်ဘူးနည်းနည်းလေးပဲကွေးလိုက်တာဒူးလေးဘော်ကိုလက်ကလေးကင်ထားတယ်ပြီးရင်ဒူးကောင်းလေးကိုအရှိရနေညာနေဘဲကိုဝိုက်မယ်1 okay ရလားဇက်တိုက်ကလေး2ဒူးတွေအရင်အားသုံးစရာမလိုဘူးเนาะ3 4 5စံညမှာကလေးပြန်ဝိုင်းမယ်ဘဲဘက်ကနေညာဘက်ကို1စက်တိုက်ကလေးပဲ2ဒူးရရန်ကိုေးဝါစရာမလို့အရန်အာသုံးစရာမလို့တင်မနဲ့ပေါင်းနေတာအာသုံးထား3 4 5ရှူပင်းအိုက်တိုင်းလေးကနေဖြည်းဖြည်းချင်းမတက်ထားလိုက်မယ်ဒီတစ်ခါ6တော့ကလေးကိုညာဘက်6တော့ကလေးကိုအပေါ်ဘက်ကိုမားလိုက်မယ်ဖြည်းဖြည်းချင်းပင်းအပြင်ကိုဖွင့်မယ်ညာဘက်ကိုဝိုင်းမယ်1ပေါင်ကြိုင်းလေးကိုဝိုင်းမယ်နော်2ပေါင်ရင်းလေးတွေမှာခန်းစား တကယ်လို့ကိုကဒီဘက်ခြေထောက်ကိုအားသုံးရတာမလွယ်ဘူးဆိုရင်လက်ထောက်ထားခါလေးမှလက်ထောက်လိုက်ပြီးရင်ခြေဟုတ်ကိုတက်တက်ကြီးမထမ်းနဲ့နည်းနည်းလေးဆွေလိုက်ခနာကွက်ရှစ်တဲ့တဲ့ခြေထိတ်ကလေးကညာဘက်နည်းနည်းလှဲလိုက်ပြီးတော့မှမကြည့်1ရာသလောက်ကလေးကနေသွား2ပြန်ခေါ်ပေးမယ်နော်3ရှစ်သွင်းရှစ်ထုတ်ကလေးလုပ်4အထဲကိုပြန်ဝိုက်ပါအောင်အပြင်ဘက်ကနေ1 2 3 4 fine okay now တစ်ဖက်သွားမယ်ခနာကိုတက်တက်ပဲခြေောက်ကလေးကိုဘဲဘက်ကိုညာခြေလေးကိုနည်းနည်းလှဲလိုက်ခနာကွက်တက်တက်ခါလီမလက်ထောက်တာတင်မပေါင်လေးညှစ်ထားခြေောက်ကလေးကိုမပြီး wipe ပြီး1အနည်းမစရာမလိုကိုပေါင်ခံနိုင်သလောက်ဒီဘက်ပေါင်ခံနိုင်သလောက်ဒီဘက်ပေါင်လေးညှစ်ထား2 3 4ဆန်ညမကလေးပြန်ဝိုက်မယ်1 2 3 4 5 okay ဒါဆိုခြေထောက်ကလေးပြန်ရှော့ဒါဆိုညီမတို့ဒီနေ့ထားလျက်နေပဲကိုယ့်ရဲ့တင်မအကျယ်လေးတိုင်းမဲ့ခြေထောက်ကလေးကိုထားထားမယ်ပြီးရင်ဖြည်းဖြည်းချင်းကိုယ့်ရဲ့ခန္ဓာကိုယ်အဓိက position ကိုအရင်ဆုံးကြည့်ပေးပါနော်အဲ့တော့လိုအပ်တဲ့သူကတုံးလေးတို့မဟုတ်စာအုပ်ကလေး something block တုံးလေးတစ်ခုခုတုံးမယ်နော်အဲ့တော့တင်မကိုနောက်ပြစ်လိုက်မယ် okay ဒီလိုရှိကိုတွန်းထိုင်တာမဟုတ်တင်မကိုနောက်ပြစ်လိုက်ဂျူလီနဲနဲကိုပြီးရင်လက်ထိပ်ကလေးကခြေထောက်ထိပ်မှာတွက်ချက် โอเคล่ะဒါဆိုဒူးနဲ့ခြေထိပ်ကတန်းသွားမယ်ဒူးနဲ့ခြေထိပ်ကတန်းမယ်လက်ကလေးကခြေထောက်ရှေ့မှာတက်တက်ချလဲရတယ်ဘေးတိုက်ချလဲရတယ်ဒီကဒီတင်မဂလူးကိုညှစ်ထားပေါင်ညှစ်ထားရှေ့ပေါင်နေညှစ်ထားနောက်တင်မလေးညှစ်ထားလက်ထိပ်ကလေးထောက် ကိုရနိုင်သလောက်ခံနိုင်ရရှိသလောက်ပြီးရင်ပြန်ဆွဲဆန်းကြည့်ရသလောက်ဆန်းကြည့်မရတဲ့သူကတုံးလေးဆွဲဆန်းလို့မရတဲ့သူကတုံးလေးနှစ်တုံးကိုကိုင်းအမြင့်ဆုံးဒုံမုတ်ဒုတိယတစင်ဒုံမုတ်တတိယတစင်နောက်ဆုံးဖယ်တာပေါ့နော်ရသလောက်ကလေးအဲ့တော့ဆနာပြောသလိုနော်ဒူးကြီးဒီလိုရှေ့ကိုကျွန်းတာမဟုတ်နော်နောက်ကိုဒူးထိန်နဲ့ခြေထိန်ကတန်းရမယ်ရှေ့ကိုကိုင်းထားတဲ့ပုံစံတုံးလေးကိုကိုင်းထားမရတဲ့သူကရတဲ့သူတုံးမကိုင်းဘူးပြီးရင်စမ်းထုတ်မယ်တုံးကိုင်းတဲ့သူကလည်းတုံးဒီလိုကိုင်းထားသလိုဖြစ်သွားမယ် โอเคအဲ့တိုင်းလေး၅ချိန်သွားမယ်တင်မနောက်ပြစ်ပြန်ဆန်းထုတ်တုံးလေးကင်ပြမယ်နော်နောက်ကိုတင်မနောက်ပြစ်တိုင်းခေါင်းရှိကြည့်ပေါင်လေးတွေညှစ်ထားဒီကကွဲဒီပေါင်လေးညှစ်ထားတင်မလေးမှာအသော ပြီးရင်ရားတလောက်ပြန်ဆန်းကြည့်အဲ့ဒါအောင်မဆန်းလို့မရသေးဘူးဆိုတင်မဆန်းနဲ့နော်ပြန်တင်ကိုမတုံးလည်းမရှိဘူးဘာမှမရှိဘူးဆိုလည်းရတယ်ပေါင်လေးပေါ်ကိုင်တာဒူးကိုမကိုင်နဲ့ဒူးရဲ့အပေါ်နာကိုင်စနားအတိုင်းနော်လက်တော့ပြန်ချပေးကောင်းလေးမောကြီးတင်မပေါင်ညှစ်ထားပြီးရင်ပြန်ထားကြည့်ရားတလောက်ဒီနေ့နည်းနည်းရရင်ဒီလောက်ပဲဆန်းနိုင်ရင်ဆန်းထုံးကိုကဥကလုံးဝဆန့်ညင်နဲ့ကုန်းညင်နဲ့ကုန်းလို့မရဆိုဒီတိုင်းလေးကိုင်ထားနောက်ထပ်ငါးခေါက်သွမ်းမယ်ရှူးပြန်ဆန့်နောက်တစ်ချိန်ရှူးကောင်းမောကြီးမယ်နော် ်ပြန်ဆက်ရတဲ့သူ နောက်ထပ်၃ချိန်ရှိပြန်ဆက်နောက်တစ်ချိန်ရှိပေါင်းညှိတာတင်မညှိတာထောက်ပြန်ဆက်နောက်ထပ်နှစ်ခေါက်ရှိထောက်ပြန်ဆက်နောက်ဆုံးတစ်ချိန်ရှိအဲ့တိုင်းလေးထိန်းနာမယ်နော်ရတဲ့သူလနဖတ်ဒူးကိုကင်လိုက်မယ်ခန္ဓာကိုယ်ကုန်းမြားနေနည်းနည်းမတ်သွားလိမ့်မယ်ပေါင်လေးတွေကိုညှစ်ထားရသေးရင်လနဖတ်ရှေ့ဆန့်ထားမယ်ဒီလောက်လောက်ကလေးပဲတင်မပေါင်တင်မလုံးကိုညှစ်ပေါင်တွေကိုညှစ်1ထိန်းနာမယ်နော် I dash you two, three, four, five. ဘင်းလက်ကလေးပြန်ချအစမ်းကြည့်မယ်။ရားတလောက်ကလေးကိုရားတလောက်ကလေးပဲဖိထားမယ်။အရားတလောက်ကလေးစိတ်လျှော့1နောက်က hand string ရှေ့ကပေါင်နေနာသွားတာလေးတွေကိုပြန်ခန်းစားပေးမယ်။2 3 4 5ရှုပ်ပြေးပြေးချင်းအဲ့တိုင်းလေးရနေ လက်ကလေးနှစ်ဖက်ကိုအရှိကိုလမ်းလျှောက်မယ်ဖြည်းဖြည်းချင်းလျှောက်ရသလောက်ကလေးပဲလျှောက်ဒီနေ့ဒီလောက်ရရင်ဒီလောက်ပဲကိုရသေးတယ်ဆိုရင်နည်းနည်းဝေးဝေးလေးရှောက်လို့ရတယ်ညီမဆိုအခုဖြာတဝက်ရောက်နေတဲ့အတွက်နောက်နည်းနည်းလေးဆုပ်လိုက်โอเคနောက်နည်းနည်းလေးဆုပ်လိုက်မယ်ဒီလိုလေးဖြစ်နေရနော်အဲ့ဒါလေးကိုတုံးကင်နိုင်တဲ့ဒီရက်တုံးတွေဖယ်မယ်ပြီးရင်လက်ကလေးရှိကိုရသလောက်လမ်းလျှောက်ကြည့်ကိုရနိုင်သလောက်ကလေးပဲဖဏောင်းလေးကြွားပြီးတော့ရှောက်ရသလောက်ကလေးရှောက် ရသလောက်ကလေးရှောက်ဥမာကိုကလုံးဝအဲ့လိုသွားလို့မရဘူးဒီနားလောက်ရောက်ရုံနဲ့အရန်နာနေပြီဆိုဒူးနေနေကိုယ်လိုက်ဇနတ်တိုင်းတော့တင်မလေးနောက်ပြစ်ချဒူးနေနေကိုယ် ။ပြီးရင်ရသလောက်ကလေးရှိကိုစန်းထုတ်ခေါင်းလေးငုံနိုင်သလောက်ငုံကြည့်ကြည့်လိုက် V ပုံစံလေး။အောက်ဘက်ကကြည့် V အင်္ဂလိပ်အက္ခရာ V ပုံစံ။တင်မဘက်ကကြည့်မယ်ဆိုရင် A ပုံစံလေးရှိမယ်ညီမခြေတော့စန်းပြ။ A ပုံစံလေးဖြစ်သွားတဲ့အထိရှောက်လို့ရတယ်။ခေါင်းလေးကိုဖိနိုင်သလောက်ဖိ။ပိုကမရဘူးဆိုရင်ဒူးလေးကိုွေးထား။ရရင်နည်းနည်းလေးစမ်းဖို့ကြိုးစားကြည့်။ရဘူးဆိုဒူးလေးပြန်ကိုွေးထား။နည်းနည်းလေးပြန်စမ်းကြည့်။โอเคကိုအဲ့အနေထားလေးကနေတဆင်းနဲ့တဆင်းဘဏ္ဍာကျွပြီးတော့ အင်္ဂောင်းမိုးပုံသဏ္ဍန်လေးအင်္ဂလိပ်အက္ခရာ A ပုံသဏ္ဍန်လေးဖြစ်တဲ့အထိဖီလို့ရတယ်။ကောင်းလေးကိုငုံနိုင်သလောက်ငုံချပေး။ရသလောက်ကလေးချိန်းနာမရတဲ့သူဖနှောင်းကြွတ်ဒူကွေထား1။ချိန်းနာမဲ့ကောင်းတော့ငုံနိုင်သလောက်ငုံချမယ်နော်။မျက်လုံးလေးချက်ကိုရှာရင်ပိုကောင်းတယ်။2မိမိချက်ကလေးကိုလိုက်ရှာ3 4 5ဘင်းအင်အီတလီယန်နေကိုရဲ့ဘဲဘက်ခြေထောက်ကလေးကိုလက်ကြားထဲကိုသွားထည့်လိုက်မယ်မပြီးတော့မရောက်ဘူးဆိုလည်းရတယ်ဒီလောက်ပဲဘင်းနောက်ဖနောင်းလေးကိုဘေးဆောင်ချလိုက် ဖြည်းဖြည်းချင်းထားခဲ့မယ်ဖြည်းဖြည်းချင်းမတက်ကလေးထားနောက်ဆိုခုညီမဒီဘက်အရှိဘက်ကိုပြန်လှည့်သွားပြီနော်ရှေးဘက်ကိုလှည့်သွားပြီခြံနှစ်ခုဆောင်းနာထားခဲ့သလားโอเคအကွာဝေးရမ်းချင်းလည်းမဟုတ်ရမ်းကျဲကြီးလည်းမဟုတ်ဘူးကိုရဲ့ဒူးကောင် အရင် wait မဝင်သွားတဲ့အထိပဲတတောင်တတဖြစ်တဲ့အထိပဲပေါ့နော်အခုပြီးရင်ခြေထောက်ကလေးကိုအစမှတဲတဲလေးလေ့ကျင့်လို့ရတယ်ဒါပေမဲ့ကိုကတကယ်ပေါင်လေးတွေတင်မလေးတွေကိုညစ်ချင်တာအားသုံးချင်တာပေါင်နဲ့တင်မလေးမှာတကယ်သွားပြီးတော့ထိရောက်ချင်တာဆိုရင်တော့ကိုတိုင်းတလောက်ကလေးပေါ့နော်ဘဲလန့်နိုင်တလောက်ကလေးဘဲဘက်ခြေထောက်ကိုဘဲဘက်နည်းနည်းလှဲညာဘက်ခြေထောက်ကိုညာဘက်နည်းနည်းလေးလှဲပေးလိုက်မယ် โอเคပြီးရင်ဒီနေ့ချားလေးရနေဖြည်းဖြည်းချင်းအဲ့လဲွားတဲ့အတိုင်းဒူးဦးလေးဘက်ကိုပဲဒူးလေးနဲ့နဲ့ကိုေးပြီးတော့ထိုင်မယ်ညာလားကိုနိုင်တဲ့လောက်ပဲတင်မညစ်တာပေါင်လေးညစ်တာဒီထဲတွေပေါင် join နေမှာပါနားလိမ့်မယ်ညာတဲ့လောက်ကလေးပြီးရင်လက်ကလေးရှော့ပြီးတော့ဒူးလေးအပေါ်ရင်းနှောင်းဒူးထိတ်ကြည့်လို့မဟုတ်ဘူးเนาะပေါင်အပေါ်နားလေးကိုကင်လိုက်မယ်โอเคတင်မလေးကိုနောက်ကိုပြစ်ထုတ်လိုက်ရတယ်ပြန်ကိုရဲ့ဘဲဘက်လက်ကလေးပခုံးလေးကိုအရှိအလဲလေးကိုနှိမ်ချလိုက်အကောင်းလေးလှဲကြည့်လိုက် ရှူအလဲလေးပြန်လာမယ်ပေါင်လေးတွေညှစ်ထားနောက်တစ်ဖက်ပြန်ချိန်ပဲဘက်ကလဘဲဘက်ကိုလှည့်ထုတ်မယ်ပခုံးလေးကိုအောက်ဖက်နှိပ်ဇက်တိုက်၅ချိန်ရှူထောက်ပြီးညာဘက်ကိုလှည့်ထုတ်ရသလောက်ပေါင်နေတင်မလေးတွေညှစ်ထားပြန်လာအလဲလေးကိုနောက်တစ်ချိန်ရှူဘဲဘက်ကိုလှည့်ညာပခုံးလေးနှိမ်ချလိုက် Okay, shoot, bien, doabi, two. Now, so, zetai, doabi, shure, nya, ben. โอเคထုတ်ပေါင်ချောင်းလိုင်းတောင်းတောင်းနောက်တစ်ကြိမ်ရှူတယ်ဘေဘန်ထုတ်အလဲလေးပြန်တဲ Let's do နောက်တစ်ကြိမ်ရှူတယ်ညာဘန်ထုတ်အလဲလေးကိုပြန်လာပြီနောက်တစ်ဖက်ရှူတယ်ဘေဘန်ပေါင်လေးညထောင်းဒီမားလေးမှာခန်းစားကြည့်အောင်ရှူတယ်အလဲနောက်ဆုံးတစ်ခေါက်ရှူဘေဘခုံးလေးကိုနှိမ်ချကြည့်ခေါင်းလေးရသလောက်ပဲလှဲ့ဒူးလေးကိုထိန်းထား one do တွေကိုအမသုံးနဲ့ပေါင်ရင်းတွေကိုညှစ်တင်မလေးတွေကိုထိန်းတာဒါမှမဟုတ်စပြီးလေ့ကျင့်တဲ့သူဒီပေါင်ထိတ်တွေမှာပေါင် join တွေမှာနာမှာ2 3 4အလဲလေးပြန်လာနောက်တစ်ဖက်ပြန်ချင်းဘယ်ဘက်ကလေးကိုလှည့်ပေါင်လေးညှစ်ထားကြည့်အောင်1 let you 2 3 4 5အလဲလေးပြန်လာ ။ပြီးရင်ဖြည်းဖြည်းချင်းထားလိုက်မယ်။ပေါင်ညစ်ထားကြည့်အောင်။လုံးဝမရတော့ဘူးဆိုရင်တော့ဆန်းလိုက်ပေါ့နော်။ကိုယ့်ရဲ့ဒီပေါင်ရင်းတွေ၊ဒူးရဲ့အပေါ်နားတွေနာလာတာမျိုး၊ပေါင်ထိပ်တွေနာလာတာ၊ hip joint တွေနာလာတာအဲ့ဒါမျိုးဆိုရင်ဘလို့မသိမခံနိုင်ဘူးဆိုရင်တော့မတ်တက်ကလေးပြန်ရက်လိုက်။ရရတဲ့သူကတော့နည်းနည်းလေးပြန်ကွေးထိုင်။အများကြီးမထိုင်ခိုင်းထားသေးဘူး။နည်းနည်းလေးပဲထိုင်ခိုင်းထားတာ။ပြီးရင်ဗာဆက်သွားမှလဲဆိုညီမတို့ရဲ့1 byte ။1 byte ကဒီလိုဖင်တင်မပါတော့နော်တင်မနောက်ရောက်နေအဲ့ဒါလေးကိုဘိုက်ကို ချက်ပေါ်နားလေးကိုလက်ကင်အနောက်ကိုလက်ထိတ်ကလေးဒီလိုကင်ပြင်းကော့ထုတ်လိုက်โอเคဆိုလိုရင်က1 byte ကို back back ကိုရှေ့တွန်းလိုက်မယ်1 byte ကိုအထဲထဲဆွဲပြီးတော့ဆွဲတွန်းလိုက်မယ်နော်ဘိုက်ကလေးညစ်တာနောက်ကိုဒီလိုဖင်ကောက်ပြီးတင်မကြီးကောက်ထားမုံနော်အရှိဟုတ်တွန်းထားမယ်အဲ့မှာပေါင်နေခန်းစားကြည့်မယ်ပေါင်နေညစ်ထားမယ်โอเคထိန်းထားမယ်1နိုင်ရင်နောက်ပိုင်းဒီလိုထိုင်ချရမှာအခုတော့ရသလောက်ပဲညစ်ထားဒီပေါင်နေမှာအစီရှိရသူတွေဆိုအရန်နာလိုက်မယ်ရသလောက်ကလေးစိတ်လျှော့2 3 4 5ပြေပြေချင်းပြန်ထားကြည့်ရောရမ်းညောင်းလိုက်မယ်နော်ကြူပြောထားတယ်ပြီးရင်ဒါဆိုညီမတို့ဘယ်ဘက်ကနေလာခဲ့တာဘယ်ဘက်ကိုခန္ဓာကိုပြန်လှည့်မယ်โอเคဘယ်ခြေဦးလေးကိုဘယ်ဘက်တက်တက်လှည့်ညာခြေဦးလေးကိုလည်းဘယ်ဘက်ကိုလှည့်လိုက်ကိုခန္ဓာကိုအဓိကတင်မကိုကြည့်ကြည့်ခါမလက်ထောက်နော်ခါလေးမှလက်ထောက်တင်မနားမှလက်ထောက်ပြီးရင်အရှိကိုဘယ်ဘက်ကိုတက်တက်လေးလှည့်ပေးလိုက် လက်ဘေးပြင်ရှေ့ဒူးလေးကိုွေးမယ်ဒီလိုဒူးကောင်းကြီးကဒီလိုမျိုးကြော်ထွက်သွားမယ်ဥမာဒူးနဲ့ဖနှောင်းနဲ့ဆွေွားရဆိုမှားတယ်မထိုင်နဲ့နည်းနည်းလေးပြန်လျှော့နောက်ဒီဒူးကောင်းနဲ့ဖနှောင်းနဲ့တန်းရင်ရပြီခြေချောင်းလေးတွေကုတ်ထားအနောက်ကခြေထောက်ကလေးကိုကိုကထိုင်ခြင်းသေးနည်းနည်းလေးချဲပေးဖြစ်နိုင်ရင်တော့ဖနှောင်းထောင်ထားခြင်းနာတင်မဒီလိုမဆောင်းခြင်းတင်မရှေ့သွားခြင်းနာတချို့ကဘယ်လိုမှမခံနိုင်ဘူးဒီခြေထောက်တွေပေါင်နေဘယ်လမ်းမရှိဘူးဘယ်လမ်းမရှိသေးဘူးညှိအားတွေမရှိသေးဘူးပေါ့နော်အဲ့လိုဆိုလို့ရှိရင်အနောက်မှာ ်ဖနှောင်းနေရာလောက်ကိုမှန်းပြီးတော့တုံးလေးကိုချဖနှောင်းကိုတုံးခုထားဆိုလိုရင်းကဒီပောင်လေးတွေ hip လေးတွေကိုရှေ့ကိုတက်တက်လေးလှည့်ထားကြင်နာဒေါ်ဘီကိုဒီနေ့တလောက်ပဲဥမာကိုကထိုင်နိုင်သေးတယ်ထိုင်လိုက်တယ်ဆန္ဒပြောသူဒူးကြွန်သွားကြီးမှားတယ်အဲ့ဆိုရင်ခြေတော်ကလေးကိုရှေ့နေနေတိုး ်ကိုရသလောက်ကလေးဒီနေ့နည်းနည်းရရဒီမားလေးကိုထောက်ထားထောက်ပြီးနည်းနည်းလေးထိုင်ကြည့်ပေါင်ညှစ်ထားဥမာထိုင်နိုင်နေထိုင်နိုင်နေဒီပေါင်လေးပို့ထိနေဒီပေါင်လေးပို့ထိလို့ထိုင်နိုင်နေဆိုထက်ထုတ်မှာနော်ကြိုက်သလောက်ထိုင်ကြိုက်သလောက်ထိုင်ချဒီရှေ့ခြေထောက်ကတန်းနေရမယ် adjust နောက်ပေါင်နေ hip joint သာကျန်းညင်ကိုကျလာမယ်ဒီရှေ့ခြေထောက်ဒူးကောင်းခြေထိပ်ကိုမကြော်ရပါဘူးနော်အဲ့တော့ကိုမရဘူးဆိုရင်ရသလောက်ကလေးမှာပဲထိမ့်မယ် နည်းနည်းပဲဒီလောက်လေးပဲဒီကတင်မတက်တက်လေးလှဲထားနောက်တူကြီးဒီလိုမကွေးစင်နဲ့စန့်ထားမယ်ရှေတူလေးကိုနည်းနည်းပဲကွေးထားရတယ်ပြီးရင်လက်နှစ်ဖက်ကိုခါထက်ကောင်းထက်ကိုဆန်းလိုက်မယ်โอเคအဲ့တိုင်းလေးပောင်လေးတွေမှာပောင်လေးညှစ်ထားမယ်နောက်ကတင်မလုံးညှစ်ဒူးလေးကိုဆွဲဆန်းရှေးပောင်ထိပ်တွေကိုညှစ်ထား1ဒါကြိမ်မဲ့သွားမှာအသက်ရှိ1မိုင်9ဆွဲညှစ်ပြီးတော့ပေါ်ဘက်ကိုဆွဲတွန်းထား2 3 4 5 6 7 8 fine ဘေးအဲ့တိုင်းလေးကနေလက်ကလေးဒီလိုကင်နာလို့ရတယ်။ပောင်ရင်းကိုနာနာလာတဲ့နေရာလေးကိုနော်နာလာတဲ့နေရာရှိတယ်အဲ့နားမှာအဲ့ဒီဟာလေးကိုကင်နာပြီးရင်နောက်ခဏောင်းလေးကိုဘေးစောင်းချလိုက်။ဒါဆိုဖနောင်းနှစ်ခုတဒန်းနဲ့ဖြစ်ရလားကြည့်မယ်။ကိုဒီတိုင်းလေးညီမခုကြည့်ပြနေတယ်လို့ငုံကြည့်လိုက်။ဖနောင်းရှေးဖနောင်းနဲ့နောက်ဖနောင်းတဲပြီးဆိုရင်ရပြီ။ဒါဆိုဂျင်ဘက်ကဒီလိုကြီး30စောင်းနာတော့ဘယ်ဘက် အခုဘယ်ဘက်နေအရှိကိုနည်းနည်းရောက်လာပြီအဲ့ဒါကိုလှဲနိုင်တဲ့လောက်လှဲ့မယ်နောက်ဆိုဒူးဒီဘက်ကိုကျွန်လာလိမ့်မယ်โอเคဒူးနိုင်ရင်ဒူးညောင်းရင်ပြန်ဆက်ဒူးလေးကျွန်သွားလိမ့်မယ်အဲ့ဒါကိုတတ်နိုင်တဲ့လောက်ပြန်ခေါ်ထားဘေးဘက်ကိုတင်မရတဲ့လောက်ကလေးလှဲ့ထားမယ်ပြန်လန်းဘက်ကိုဘယ်ညာဆန်းလိုက်မယ်ဒီလိုကုန်းနေကြမှာအဆမဒီလိုကိုင်းကိုင်းကြီးအဲ့ဒါကိုရားတလောက်မက်ပေးမယ်နော်ရားတလောက်ကလေးပေါင်နေညှစ်ထားကြည့်ဒီပေါင်နေအရန်နာလိုက်မယ်ပြီးရင်ဒီဘက်က ဘယ်ဘက်လက်ကလေးကိုပောင်းလေးပေါ်စနနာတယ်လို့ခံစားရတဲ့ပေါ်လေးကိုတင်ထားညာဘက်လက်ကလေးပေါ်ဆန့်ထားပြီအစမှာတို့ကောင်းနေလိမ့်မယ်ကောကြည့်မယ်ရသလားကောထားမယ်ခေါင်းဘက်ထိတ်ကနေကို့အကျင့်တန်းလေကြိုက်လေလေးပဲ1ဟုတ်တယ်ဒီတိုင်းလေးလက်သက်ရှင်2ပောင်းလေးဒီမှာခံစားကြည့်3 4 5ရှုပ်ပြီးအတိုင်းလေးဖြည်းဖြည်းချင်းပြန်ထလာခဲ့အနောက်ကိုလက်ကလေးပေါင်မောကန်ရားသလောက်ကလေးစန့်ထားကြည့်မယ် ဒီတိုင်းလေးပဲเนาะတို့ကုန်းနေလိမ့်မယ်။ရားတလောက်ကလေး quarter 1လေရှူရှေဂျူကြီးညောင်းလာရင်ဆန့်မညောင်းရင်ပြန်ကိုယ်ပြန်ရားတလောက်ကိုယ့်ရဲ့ဒီပေါင်ပေါ်သားလေးတွေကိုညှစ်ထား3 4 5ပြန်ဆန်းခြေဦးနှစ်ဖက်လုံးအရှိတဲတဲလေးလှည့်လိုက်တော့အရန်ဝင်းနေနေနဲ့ပြန်ကျင်းပေး adjust လုပ်ရမယ်။ Okay ပြီးရင်အိုင်းနေထားလေးကနေဖြည်းဖြည်းချင်းညီမတို့စောနာအတိုင်းလေးတကြောပြန်သွားမယ်။ ဘယ်ဘက်ကို twist လဲတယ်ညာဘက်ဘယ်ဘက် okay အဲ့ခြေောက်ရမ်းကျင်းနေပြင်ကျင်းမှာသတောင်သတထိပြီးရင်ခြေဦးလေးနှစ်ဖက်ကိုဟိုဘက်နည်းနည်းဒီဘက်နည်းနည်းလှဲလိုက်ပါဒီမှာဒီတစ်ခေါက်မှာလွတ်လွတ်လပ်လပ်ထိုင်ပေါင်လေးညှစ်ပြီးတော့ရှေ့ကိုင်းနေလို့ရတယ်ဒါဆိုလက်ကလေးနှစ်ဖက်ဒူးဘောကိုင်းဒူးအပေါ်နာနော်ဒူးဦးထိတ်ကြီးကိုမကိုင်းဘူးနော်မာဆယ်သားဘောကိုကိုင်းပေါင်သားဘော Okay ready နောက်တစ်ဖက်သွားပြီဘယ်ဘက်ကိုလှဲမယ်ညာတလောက်တင်မနောက်ပြစ်ပေါင်ညှစ်ရှုအလဲပြန်တက် ။ကျောင်းနောက်တစ်ဖက်သွားဘယ်ညာဘက်ကိုလှည့်ဇက်တိုက်သွားတော့မယ်ရှူ။ Okay, toe. နောက်တစ်ချိန်ရှူ။ toe ဘီညာဘက်။နောက်တစ်ချိန်ရှူ။ toe ဘီဘယ်ဘက်။နောက်တစ်ခေါက်ရှူ။ညာဘက် let's do. နောက်နှစ်ချိန်ပေါင်တောင်းနာရှူ။ toe ဘီဘယ်ဘက်။နောက်တစ်ချိန်ရှူ။ toe ဘီညာဘက်။နောက်ဆုံးတစ်ခေါက်ရှူ။ ချောက်ပြီးဘယ်ပဲလှည့်ထားမယ်ရာသလောက်ပေါင်လေတင်မညစ်ပြီးနည်းနည်းလေးထိုင်ကြည့်မယ်1ဒီကြချိန်မှာနည်းနည်းလေးပေါင်ညစ်ပြီးထိုင်ကြည့်2ဒူးမညစ်ဘူးနော်3မရရင်မထိုင်ဘူး4အလဲလေးပြန်လာနောက်တစ်ဖက်ပြန်ချိန်ညာဘက်ကိုရာသလောက်ထိုင်ကြည့်哦1ပေါင်လေးညစ်ထား2 3 4 5အလဲလေးပြန်လာရတဲ့သူ ညီမရှေလောက်ချီလောင်းဝပေါင်မခံနိုင်ဘူးဆိုရင်စမ်းထုတ်လိုက်ဒီ quart တွေပေါ့နော်ပေါင်ပေါင်သားတွေပေါင်ရှိသားတွေမခံနိုင်ဘူးဆိုရင်ပြန်စမ်းလိုက်ပြီးရင်တော့ချက်ချင်းပြန်ဝင်မယ်ဖြည်းဖြည်းချင်းဒူကွေဒါဆိုစောနာပြောတယ်လို့ပဲ one by စီကုံပေါ်လက်ချလက်ထိပ်ပြီးရင်နောက်ကလက်နောက်ကတင်မအိုကိုင်း okay အရှိကိုကော့ထုတ်လိုက်မယ် okay နော်ရသလားကော့ထားအမပေါင်နေပုံညှစ်ထားရပြီပြီးရင်အိုင်နေထားလေးညီမရှေလောက်ချီထိုင်းနိုင်ရင်ထိုင်ချမယ် one ိနာမေအသက်ရှင်2 3 4 5ပြေးပြေးချင်းပြန်ဆန်းထုတ်လိုက်โอเคဒါဆိုဆက်သွားမယ်ညတော့ဒီတစ်ခေါက်ညာဘက်ခြေထောက်စီကိုညာခြေဥကိုညာဘက်ထိတ်ကိုလှဲလိုက်ခန္ဓာကိုယ်တဖြည်းဖြည်းနောက်ခဏောင်းလေးကိုကြွပြီးတော့လဲထုတ်လိုက်မယ်။ရှေဒူးနည်းနည်းလေးကွေးမယ်။ကိုယ့်ရဲ့နောက်ကခြေထောက်ကဒုံးလိုအရင်တုံးသွားခုမယ်နော်။အနောက်ခဏောင်းနောက်မှာဒုံးလေးဒီလိုကန်ထား။စပြီးတော့လေ့ကျင့်နေတော့ပေါင်တွေမမြင့်နိုင်ဘူး။ ရှေးချီတော့ကဆောနာပြခဲ့တယ်လို့ပဲဆက်မပြောတော့ဘူးเนาะအခုကြာကြာကြီးချိန်ထက်ယူရမှာဆိုလို့အဲ့တော့အရှိရဗီဒီယိုမှာပြောအရှိရတစ်ခုမှာပြောခဲ့တယ်လို့ပဲပေါင်လေးတွေကိုညှစ်ပြီးတော့ကိုကြိုက်တဲ့လောက်ဒီတင်မားတွေကို hip တွေကိုထိုင်ချလို့ရတယ်ဒါပေမဲ့ဒီလိုကျွန်းနေမှားတယ်ဘာလို့မှားလဲပြောရင်ဒူးရွတ်တွေနာလိမ့်မယ်မလိုအပ်ပဲဒူးကောင်းကျမ်းမာခြင်းလို့လက်ချင်ငယ်လောက်ကမှဒူးနာဒူးနာဝါရဖြစ်မှာဆိုလို့အဲ့တော့ရှေးချီတော့ကကြိုက်တဲ့လောက်ထိုင်တန်းနေရမယ် โอเคတင်မတွေကညာဘက်ဖြည့်ဖြာထိတ်တက်တက်ကိုလှည့်ထားတယ်မထိုင်နိုင်မထိုင်နဲ့နည်းနည်းပဲဒီနေ့တနေ့နည်းနည်းစထိုင်နိုင်တဲ့သူထိုင်ချကြည့်ထိုင်လေးလေးခြေထောက်ရှေ့ထုတ်လေးလေးပဲဆိုလို့ရနောက်ခြေရှေ့ခြေဝေးလေးလေးပဲဗမာပုံသေးယူမလဲဆိုရှေ့ခြေထောက်60ပုံသေးယူမယ်ဒူးနဲ့ဖနောင်းနဲ့တမ်းโอเค ready ဖြစ်မရရင်လက်တင်ထားရတယ်ဒီလိုလေးပဲထိုင်ချကြည့်ရတဲ့သူလက်မြောက်ထားမယ်နောက်ကတင်မလုံးညှိမယ်နောက်သူ့ကိုဆွဲဆန့်ထား ရှေးရပောင်ရင်တွေကိုညှစ်ထားထိန်းနှမယ်။နိုင်တဲ့သူ1 by 3ပြီးတော့ဆွဲဆန့်2အသက်ရှူမယ်တော့နိုင်ရင်ထိုင်ချ3 4 5ဖြည်းဖြည်းချင်းပြန်လျှော့နောက်ဖနှောင်းလေးကိုဘေးဆောင်ချလိုက်မယ်။အဲရှေးဖနှောင်းနဲ့နောက်ဖနှောင်းတန်းလာအရင်ဆုံးငုံပြီးတော့ကြည်လိုက်။ညောင်းဝိုင်းဒူးဆက်။မညောင်းတဲ့သူပြန်ကိုေး။ဖနှောင်းနဲ့ဒူးနဲ့ဖနှောင်းနဲ့နောက်ဖနှောင်းနဲ့တန်းပြီဆိုရင်ရင်မက်တွေအား အညာဘက်လည်းမဟုတ်တော့ဘူးအရှိ့ကိုလည်းတက်တက်ကြီးမဟုတ်သေးပဲနဲ့အလဲတဲရောက်နေလိမ့်မယ်အဲ့ဒါကိုလဲထုတ်မယ်အဲ့ချိန်မှာဒူးရပြန်ပြီးတော့ဒီဘက်ရှိ့ကိုပါလာလိမ့်မယ်ရသလောက်ကားကြည့်မယ်လန်နဖာကိုပဲညာလေးဆင်းလိုက်မယ်ညာဘက်ဒူးကောင်ပေါ်ရင်သားနာလောက်ကို လက်ကလေးတင်ပြီး အပေါ်လက်ကလေးကိုဆန့်ထားမယ်အနောက်ကိုရောက်နေမှာတင်ပါအရှိ့ကိုကော့ထားမယ်ရသလောက်ပေါင်လေးတွေညှစ်ပြီးတော့ထိုင်ချကြည့်ထိုင်လေးနားလေးလေးပဲမရရင်မထိုင်နဲ့ကိုရသလောက်ကလေးပဲကော့ထားမယ် <laughs> 1 adesh you may no 2 3 4 fight ပြန်ထားကြည့်အောင်ညောင်းနေပြီလားညောင်းနေသူဆက်မညောင်းနေသူဆနာတိုင်းလေး reverse warrior လို့ခေါ်တယ်ရသလောက်ကလေးပေါင်တောင်းတာ1 2 3 4 5ပြေးပြေးချင်းစံထုတ်လိုက်ခြေဦးတွေရှေ့ကိုပြန်လှည့်မယ်ခြေထောက်ကလေးဝေးနေတာကိုပြန်ကျင်းလာခဲ့မယ်ကိုရနိုင်သလောက်ပြန်ကျင်းလာခဲ့ ဘယ်နောက်လောက်ရောက်ရင်ရက်မလဲဆိုဖျားကျဲကိုရဲ့ဖျားကျဲလောက်ရောက်ရင်ရက်မယ်ဒါဆိုတချို့ကမေးလိုက်မယ်ဖျားကျဲရပါလေတဲ့ဖျားမရှိဘူးမှဖျားနဲ့မတော့ဘူးဆိုတဲ့သူဖျားကျဲတခါတည်းပြောလိုက်မယ်ခြံနှစ်ခုပူးပြီးတော့ရက်လိုက်မယ်ပြန်ဟိုဘက်ကိုတလန်းဒီဘက်ကိုတလန်းအရင်ကျဲစရာမလိုရင်ကျင်းစရာမလိုကိုပုံမှန်လှမ်းနေကြလှမ်းလိုက်မယ်ပြီးရင်နောက်ထပ်ဟိုဘက်တလန်းဒီဘက်တလန်း โอเคအဲ့အနေထားဆိုရပြီဒါလေးကိုညီမတို့ဖြာကျဲလို့သတ်မှတ်ပါတယ်ပြန်ဒီနေချားလေးကနေစောနာအတိုင်းခြေဦးလေးကိုဘယ်ဘက်လှဲ့ခြေဦးလေးကိုညာဘက်လှဲ့စောနာလိုပဲဖြည်းဖြည်းချင်းဒူးလေးကိုွေးပြီးတော့ပေါင်တွေကိုညှစ်ပြီးအောက်ထိုင်ချကြည့်မယ်မရဘူးဆိုရတယ်ဒီလောက်ပဲအဲရတကယ်လို့ဒီဖြာကျဲကစပြီးလေးချင်းတဲ့သူဆိုမရနိုင်လောက်ဘူးပေါ့နော်အရင်နာလိုက်မယ်အဲကြရင်ပြန်ထားကိုထိုင်ကြည့်လိုက်ထိုင်ကြည့်ရတယ်တည်တယ်မရဘူးဆိုရင်မရရင်တက်လန်းပြန်ချင်း ကိုရဲ့စွမ်းနာကျဲခဲ့တဲ့တလန်းပြန်ချင်းခြေဦးပြန်လှည့်ပြီးတော့မှတင်မလေးကိုနောက်ပြစ်ပြီးဖြည်းဖြည်းချင်းပေါင်းညစ်ပြီးထိုင်ချကြည့်ရတယ်ဆိုရင်ရပြီဒါဆိုတတောင်နဲ့ဒူးနဲ့တိုက်အစမှအစမှဒီဘက်လှည့်လိုက်မယ်အစမှဒီလိုကြီးဖြစ်နေမှာကန်ကန်ခန္ဓာကိုယ်ကြီးကโอเคဘာလို့ဆိုပေါင်နေရန်နာလို့ join နေရန်နာတယ်တင်မရရန်ညစ်ကားလို့အဲ့တော့အစမှကုန်းနေမှာအတက်နိုင်ဆုံး map 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 ခါလေးကိုမတ်ထုတ်တဒောင်နဲ့ဂျူးနဲ့ကိုတောက်နာတဒောင်နဲ့ဂျူးနဲ့ကိုတွန်းနာလက်ထိတ်ကလေးတွေထိထားလက်ငါးချောင်းလုံးထိနိုင်ရင် staffic ပုံစံလေးပြီးရင်ရင်ပောက်ကိုကောနိုင်တဲ့လောက်ကောဒီမောက်စီးကောင်ရှိကိုတွန်းနိုင်တဲ့လောက်တွန်းထုတ် okay ခါမတ်နိုင်တဲ့လောက်မတ်ထားမယ်1ပေါင်ရင်းလေးတွေမှာမှညစ်ထားတာလေးကိုခန်းစား2 3 4 5 6ဆက်ကြောက်သွားမယ်7 8 9 10 okay လာဆိုလက်ကလေးနှစ်ဖက်ရှိကိုခြားပြီးတော့ဟိုဘက်ကိုကြွားဖနှောင်းဒီဘက်ကိုကက်တင်မဖနှောင်းဟိုဘက်ဒီဘက်ကက်1စက်တိုက်ကလေး2ဒူးတွေအမတော့ဘူးနော်3 okay 4 fine okay ပြေးပြေးချင်းဒူးလေးနှစ်ခုကိုရှေ့ကိုကိုေးပြီးတော့ခြားပြီးတော့ထိုင်ချလိုက်ပြေးပြေးချင်းဒီတိုင်းလေး โอเคအဲ့တော့ကိုကအိမ်မှာလှုပ်ကြည့်ပါချွေးတောင်ချွဲကုန်ပြီအဲ့တော့ကိုကသနညီမပြောခဲ့တဲ့အချက်ကလေးတွေကိုတတိလေးကပ်ပြီးတော့လိုက်ပြီးတော့ဖြည်းဖြည်းချင်းပဲလှုပ်ပေးပါဒူးတွေ တန်ရမရပါစေနဲ့နော်အဲ့တော့မိမိတို့ရဲ့ပေါင်နေတင်မလေးတွေကိုဒီအခုပြရတဲ့လေ့ကျင့်ခန်းလေးတွေနဲ့နေ့တိုင်းအိမ်မှာလေ့ကျင့်ပေးလို့ရပါတယ်အဲ့တော့ဒီတင်မလှကျင်တဲ့သူတွေပေါင်ရှိပေါင်နောက်ပေါင်ချောက်ကလေးပေါ့နော်တွေ့ကျင်တဲ့သူလေးတွေဒီဗီဒီယိုလေးကိုလေ့ကျင့်ပေးလို့ရပါတယ်နောက်ပိုင်းမှာလည်းဒီတက်ပို့ပြီးတော့လုံနိုင်လာပြီဆိုတာနဲ့အများဖြည်းဖြည်းချင်းတိုးတိုးပြီးတော့ခေါ်ဝါပေးမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကိုတွက်လည်းကြိုးရှိတယ် တခြားသောကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်းအကျိုးရှိစေချင်တဲ့ဆိုရင် like and share လေးလှူဝါပေးပါအောင်။အဲဆိုနောက်မှပြန်တွေ့ပါမယ်။ Bye bye ။